အားလုံးပဲမင်္ဂလာပါမယ်နီယူချင်တွေကလည်းအားလုံးကြိုဆိုပါရစေကျွန်တော်ဒီကနေ့မှာတော့မန်ချစ်စတာယူနိုက်တက်နဲ့ပတ်သက်ပြီးကစားသမားပြောင်းရွှေ့နောက်ဆုံးအသေးလေးတွေရှိပါတယ်အဟေးလာတီကဲလေမွန်းကိုဘရူနိုဖာနန်ဒက်ကလုံးဝညှင်းဆူလိုက်တဲ့ဆိုပြီးတော့ဖာဘိုဆိုလိုမျိုးကလည်းကျွန်တော်တို့ပိုလို့လာရှိတယ်ပြီးလို့ချင်းဘရေဖိုတီတိုက်စစ်ကစားသမားတယောက်ဖြစ်တဲ့အမ်ဘူမိုဟာဆိုရင်မန်ချစ်စတာယူနိုက်တက်အသင်းကိုရောက်လာခဲ့မယ်ဆိုရင်သူတောင်းဆိုနိုင်တဲ့တပည့်လောက်ခလာစားပေါင်းနှစ်သိန်းခွေတီရှိတယ်ဆိုပြီးတော့တိုင်းကလည်းကျွန်တော်တို့ပိုလို့လာရှိပါတယ် ဆိုတော့ဒီတည်င်းနှပုံနဲ့ပတ်သက်ပြီးတော့နောက်ဆုံးရဘလို့အချိန်တွေထွက်ပေါ်လာသလဲဆိုတာကျွန်တော်တို့ဆွေးနွေးတော့စာသမားတွေအားလုံးပဲမင်္ဂလာပါအားလုံးပဲမင်္ဂလာပါဆိုတော့ပထမအောင်စုကျွန်တော်တို့ဒီ Bruno Fernandes နဲ့ပတ်သက်ပြီးတော့ ပြောလို့ချင်း sorry လေးအတင်းတင်းဖြစ်တဲ့အေလာအတင်းကကဲလဲမှုကိုညှင်းပစ်လိုက်တယ်ဆိုပြီးတော့ရိုမန်ဒိုကနေ report ထွက်လာတာရှိတယ်ဒါကတော့ breaking news အနေနဲ့ပေါ့ဗျာ ဥရောပမှာပဲဘရူနိုဖာနေတက်ကစက်ကစားရှင်သေးတာဖြစ်တဲ့အတွက်ဥရောပမှာပဲနေရှင်တဲ့အတွက်ဆိုဒီယမဲလုစီယာကဲလဲမှုကိုညှင်းဆို့လိုက်လို့ဆိုပြီးတော့ကျွန်တော်အရာသိရှိထားရတယ်။ဆိုတော့မက်ဆာဝင်တဲ့အသေးကွေးလင် ကစားသမားဘရူနိုဖာနေတက်ကိုအဲလာတင်ကပြောင်းရွှေ့ခြင်းအနည်းဆုံးပေါင်သက်100ကျော်ထိတင်မထားတယ်။ပြီးလို့ချင်းကစားသမားဖြစ်သူကို တပည့်လုခလာစာ9သိန်းအထိပေးပြီးတော့သူကဲလဲမှုတွေပြုလုပ်ထားတယ်။ဒါပေမဲ့လို့ဘရူနိုဖာနေတက်က ျွန်တော်တို့ဒီဥရောပလိုက်မှာပဲကစားရှင်နေတဲ့အတွက်အသေးမှဆင်းနေဖို့ဆုံးပြခဲ့တာစာသမားတို့ရဲ့ကျွန်တော်တို့စဉ်းစားရမှာကဘလူးနိုဖန်နေတဲ့အနေနဲ့အဲလာဒစ်ဆော်ဒီလည်းကိုငြိပ်ပေးခဲ့တာတော့မှန်တယ်သူတော်ညာလဲသူ့အနေနဲ့ဥရောပမှာပဲအောင်မြင်တဲ့အနေအထားတစ်ခုမှာဆက်ပြီးတော့နေရှင်တဲ့ပုံစံတွေးနေရတဲ့အတွက်မက်ရှီဆာအနေနဲ့တင်မှာရေရှည်ဆက်နေမလားဆိုတာကျွန်တော်တွေးကောင်းတွေးလာနိုင်တယ်ဘဘလူးဆိုတော့အခုအဲလာတေးကဲလေးမှုကိုညှိစုလိုက်ရဆိုတော့တခြားကျွန်တော်ဥရောပလေးချိန်တိအသင်းတွေက ဘလူးလိုဘန်နေတဲ့ကောမျက်စိကျနေတာရှိတယ်ကဲလဲဖို့ပြင်ဆင်မှုတွေလည်းအရင်ကနေကနေလုတ်ခေထားတယ်အခုလေးလုတ်လာဖို့ရှိနေတယ်ဆိုတော့တကယ်လို့ပေါ့ဗျာဒီဆော်ဒီလေးကိုမပြောင်းရွှေ့ဘူးဆိုရင်ဘလူးလိုဘန်နေတဲ့ကမန်ချက်စတာနဲ့တဲ့အသင်းမှာလုံးဝအမဲကဲစုနေသွားမလားသူတွေမောလို့ရှိတခြားအသင်းတွေကကဲလဲမှုကိုကျွန်တော်လက်ခံသွားမလားတော်စင်စားမှာဒါပေမဲ့ဘရူနိုဖာနေတဲ့မန်ချက်စတာယူနိုက်တက်အသင်းနဲ့သူ့ကိုမလိုလားဘူးရရှိပလန်တွေမှာ သူအစီအစဉ်မပါဝင်တော့ဘူးဆိုရင်တော့တင်းကနေထွက်ခွာမှာဖြစ်တယ်တကယ်လို့ရေချေပလန်နေတဲ့မှာပါနေသေးတယ်ဆိုရင်ဘရူနိုဖာနေတဲ့ကတင်းမှာဆင်းနေဖို့ဆိုပြီးတော့ပြောထားတဲ့အတွက်နေ့တဲ့တင်းမှာပဲရေချေဆင်းနေလိမ့်မယ်လို့ကျွန်တော်ကတော့မြင်မိတယ်ဆိုတော့စာသမားတွေဒါကတကယ့်ကိုကျွန်တော်တို့မန်ချက်စတာနေ့တဲ့ပြည်သက်တဲ့အတွက်ကောပြီးလို့ချင်းကျွန်တော်တို့အသင်းအတွက်ကိုအင်မတန်အရေးကြီးတဲ့တည်င်းဖြစ်တယ်ညီကတို့စဉ်းစားကြည့်ပေါက်ခွနဲ့သိတဲ့ဘက်ကိုချုပ်ကစားသမားတွေဆိုရင်ဒီလိုမျိုးကဲလဲမှုကိုညှိပေဖို့အတွက် အဆင်ပြေနေမှာမဟုတ်ဘူးလက်ရှိဘရူနိုဖာနေတဲ့မှာဆိုရင်ကလေးနှယောက်ရှိတယ်ဇနီးမယားရှိတယ်မိသားစုရှိတယ်ငွေပမာဏကိုကျင့်မယ်ဆိုရင်တော့ကစားသမားတယောက်အတွက်ကတော့ဒီလိုမျိုးကဲလဲမှုကလုံးဝကိုပြောင်းရွှေ့ဖို့အတွက်ဟယ်ဘရက်ပါဆင်တေချာလို့တဲ့ပမာဏဖြစ်တယ်တိုးတော်ညာလဲဘရူနိုဖာနေတဲ့ကအငွေတော့ရမယ်ဒါပေမဲ့အောင်မြင်မှုကတော့အဲ့လိုရမှာမဟုတ်ဘူး sorry လက်တင်ပါအခုလက်ရှိဘရူနိုဖာနေတဲ့အနေနဲ့မန်ချက်စတာအနေနဲ့ဒီမှာတပည့်ကို3သိန်းကျော်လောက်ထိရတယ် အောင်မြင်တဲ့အနေအထားတစ်ခုယူနေတဲ့အသင်းမှာရှိလာဆိုတော့လောလောဆယ်မှာတော့အသင်းကဂျုံဂျုံကြနေတဲ့အတွက်ဘရူနိုဖာနေတဲ့အတွက်ကတော့မကောင်းဘူးသို့တော်ညာလဲကျွန်တော်တို့ဒီဥရောပမှာဘရူနိုဖာနေတဲ့ကဆက်ပြီးတော့နေမယ်ဆိုရင်တော့တခြားအသင်းတွေရဲ့ကဲလိုင်းမှုကိုခဲရမယ်ပြီးလို့ချင်းတခြားအသင်းတွေရဲ့ဟိုခေါ်ယူမှုကိုလည်းသူရမယ်အသင်းမှာဆင်းနေမယ်ဆိုရင်လည်းနောက်ထပ်မက်ဆာောင်နဲ့တဲ့အသင်းကလာမယ့်အနာဂတ်တွေမှာပိုကောင်းလာမယ်ဆိုရင်ကစားသမားအတွက်ကလည်းပိုပြီးတော့အဆင်ပြေတယ်။ဆိုတော့ ချင်းချင်းလည်းပဲဘရူနိုဖာတန်တက်ကစော်ဒီလေးအသင်းကိုညှိပိတ်သွားခဲ့ပြီးမန်ချက်စတာအုံနဲ့တဲ့အသင်းမှာဆင်းနေဖို့ဖြစ်တယ်။ဒါကကျွန်တော်တို့တကယ့်ကိုကောင်းတဲ့အနေအထားတစ်ခုပေါ့။ဒါရှာမရှာတော့ဘရူနိုဖာတန်တက်လောက်စိတ်တဲ့ခိုင်ပါတဲ့ကစားသမားဒီလိုမျိုးရှိမလို့ကျွန်တော်မထင်ဘူး။တချို့ကစားသမားတွေဆိုရင်ဒီလောက်တပည့်ကို9ပင်းရတာလက်ရှိသူ့အနေနဲ့3သိန်းကျော်ပေးရတာအများကြီးကွာနေတယ်။ကြောင်ရှိကြီးကလည်းပေါင်သင်းတရာကျော်200လောက်ရှိတယ်။ ဆိုတော့ဒီလိုအနေထားတစ်ခုကိုညှိပြလိုက်ရဆိုကြတဲ့ကနေဒီကောင်းကိုတော့ကျွန်တော်မဖြစ်မနေလေးစားဖို့လိုတယ်မဖြစ်မနေတင်းမဲပြဖို့တော့လိုတယ်ဆိုတော့စာသမားတွေဘရူနိုဖာနန်ဒက်ကတော့မန်ချစ်စတာယူနိုက်တက်အသင်းမှာပဲဆင်နေဖို့ရှိနေတယ်ဆိုဒီလည်းအသင်းကိုသူကလုံးဝညှိပြလိုက်ပြီပေါ့ဒါကဖာဗီဇိုမီနိုရဲ့ report ထွက်လာတဲ့ breaking news အနေနဲ့လုံးဝခိုင်မာတဲ့အနေထားတစ်ခုပေါ့နောက်ထပ်သတင်းတစ်ပုဒ်က Brefo အသင်းတိုက်စစ်ကစားသမားအမ်ဘူမိုဝါဆိုရင်မန်ချစ်စတာယူနိုက်တက်အသင်းကိုလာခဲ့မျိုးဆိုရင်ပေါ့ဗျာဒီကစားသမားကိုပေးရှည်ရတဲ့ရည်ရှိတဲ့လောက်ခလာစားက တပည့်ကိုအနည်းဆုံးပေါင်2000ခွေတိရှိတယ်ဆိုပြီးတော့ကျွန်တော်တတိုင်းကနေရပိုးလောက်လာတယ်မက်ရှစတာအောင်တဲ့အသင်းကိုဒီကစားသမားဖြစ်သူကတကယ်လို့ပြောင်းလာခဲ့မယ်ဆိုရင် လုခလာစာတိုးမီဖို့လေဒီကစားသမားကဆန္ဒရှိနေတယ်လို့လက်ရှိဘရေဖို့အသင်းမှာသူ ရာဒီလာစာကတပည့်ကိုပေါင်9000လောက်ပဲရာဒီအတွက်9ဆောက်လောက်ကော်နေတယ်ကစားသမားဖြစ်သူအနေနဲ့ပရီးမီးယားလိမ့်မှာ9နှစ်စီလောက်သွင်းထားတယ်ဘရေဖို့အသင်းရဲ့စာချုပ်တညစ်ကျန်သေးတယ် ဒီကစားသမောက်ကိုနေဆုံးဈေးကွက်တင်ဖို့ရဆိုရင်ပေါင်တန်း90လောက်ပြီးတင်မဲ့ထားတယ်ဘရဘိုတင်ကစာချုပ်ပေါ်ရောက်ကြအတိုင်းပေါ့ဗျာဆိုတော့တကယ်လို့ယူနိုက်တက်အသင်းကိုသာရောက်လာခဲ့မယ်ဆိုရင်ငါတော့မဟုတ်တော့ဘူးနှစ်သိန်းခွေတိပေးရှင်ရဖို့ကျွန်တော်ရှိနေတယ်စာသမားဖြစ်သူကလည်းယူနိုက်တက်အသင်းကိုလာဖို့အတွက်တရားဝင်ပြောဆိုမှုတွေရှိတယ်တခြားသောနယူကာဆီအာဆင်နယ်အဲလိုမျိုးစပါတို့အသင်းတို့ကိုညှင်းပယ်ပြီးတော့ယူနိုက်တက်အသင်းကိုပြောင်းရွှေ့ဖို့တဲ့သူ့အနေနဲ့ဆန္ဒရှိကြောင်းခွေရတော်ခဲ့တယ်ဆိုတော့ လက်တလော့အချိန်တွေမှာတော့မက်ရှစ်ဆာဝင်တဲ့အသင်းနဲ့ဘရေဘိုအသင်းကတရင်ဝင်ဆွေးနွေးမှုတွေတော့မရှိသေးဘူးကောလာလာတဲ့တည်နေမှာဆိုရင်တော့မက်ရှစ်ဆာဝင်တဲ့အသင်းနဲ့ဘရေဘိုတာဝန်ရှိသူတွေပြီးလို့ချင်းအမ်မိုရဲ့တာဝန်ရှိသူတွေကဆွေးနွေးနေတယ်ဆိုပြီးတော့လေကျွန်တော်ထွက်ပေါ်နေတယ်ခုတိုင်းကနေပိုလော့လာတဲ့အနေထားမှဆိုရင်တော့ကစားသမားဖြစ်သူကယူနိုက်တက်အသင်းကိုပြောင်းရွှေ့လာမယ်ဆိုရင်နှစ်သိန်းခွေတီတပည့်ကိုပေးရှင်ရတဲ့ရှိတယ်ဆိုပြီးတော့သူတို့ပေါ်ပြထားတယ်ဆိုတော့ပြောလို့တော့မရဘူးပေးရှင်လေးပေးနိုင်ရတော့တယ် ကျွန်တော်တို့လက်ရှိဒီကစားသမားဖြစ်သူရဲ့ရှေ့ဆွဲပိုင်းတွင်းထားတဲ့ဂိုးကိုကြည့်လို့ရှိရင်တော့တောင်းပါပဲကစားသမားဖြစ်သူကလည်းဟုတ်တယ်မလားတစ်ဖက်မှာလည်းမန်ချက်စတာနဲ့တဲ့အသင်းကဒီကစားသမားဖြစ်သူကို ပေါင်2သိန်းခွဲတီပေးရမယ်ဆိုရင်တော့ကျွန်တော်အသင်းဘက်ကကစားသမားတော်တော်များများကိုအမဲကယ်ဆုံးရောင်းချနိုင်ဖို့လိုတယ်ဆိုတော့ကိုတိမကူအငားရှာတဲ့ကစားသမားတွေမှာဆိုရင်ဂျီဒန်ဆန်ဂျိုတို့အန်တိုနီဆန်တို့မာကယ်ရစ်ဘို့တို့ ီကစားသမားတွေအရဆိုရင်တပည့်ကို2သိန်းခွဲ3သိန်း3သိန်းကျော်ဒီပေးနေရတဲ့ပလေယာတွေကျွန်တော်တို့များစွာရှိတယ်ဆိုတော့ကိုအတင်ဘက်ကဒီလိုမျိုးလာစာမြင်တဲ့ကစားသမားတွေကိုမရောင်းရှာပေးနဲ့တော့အမ်ဘူမိုကိုပေါင်2သိန်းခွဲဒီကတော့မန်ချစ်စတာယူနိုက်တက်အသင်းကပေးဖို့အတွက်မလွယ်ကူပါဘူးပေးမယ်ဆိုတော့ပေးလို့ရတယ်ဒါပေမဲ့လို့ကျွန်တော်တို့မှာသုံးဆွေရမယ့်ဘတ်ဂျက်ရေနောက်တစ်ခုအတင်ကစာကြည့်လို့ရောက်တဲ့အနေအထားတစ်ခုမှဆိုရင် လာစာတွေကစားသမားတွေကိုပေါ့ဗျာ လာစားအများဆုံးပေးနေရတဲ့ကစားသမားတွေကိုရှော့ရှာနေတဲ့အနေထားမှာဆိုရင်အေမူမိုကိုနှသိန်းခွဲပေးမယ်ဆိုရင်ပေးနိုင်လောက်တယ်တိုးတော်ညာလဲကိုတင်ဘက်ကကစားသမားတွေကိုတော့ရောင်းချနိုင်ဖို့ကတော့လိုတယ်အခုလက်ရှိအသင်းမှာရှိနေတဲ့ကစားသမားတွေကိုလည်းရောင်းချနိုင်ဖို့လိုတယ်ငားရှားထားတဲ့ပလေယာတွေကိုလည်းကျွန်တော်အမေကယ်ဆုံးလွယ်သည့်ဈေးကွက်မှာရောင်းချမှာကိုဖြစ်မှာဆိုတော့အေမူမိုကတော့ဘရေဖို့အသင်းမှာတောက်လျှောက်ကိုရှေ့ဆန်းပြနေတယ်မက်ချစ်စတာယူနိုက်တက်အသင်းကိုရောင်းလာမယ်ဆိုရင်တော့ပြောလို့မရဘူး တကီလိုမှာပေါ့ဗျာယူနိုက်တက်အသင်းကိုရောက်လာပြီးတော့ခြေစမ်းမပြပင်းနဲ့ပေါင်3သိန်းခွဲတိပေးရမယ်ဆိုပြီးတော့လုံးဝကိုမတင်တာဒါပေမဲ့ကစားသမားဖြစ်သူရဲ့အနေထားကိုကြည့်ရလို့ရှိရင်ဘရေဖို့အသင်းမှာတကီကိုတောက်လျှောက်ကောင်းမွန်နေတဲ့ပလေယာကောင်းတစ်ယောက်ဖြစ်တဲ့မနေ့ကကျွန်တော်ဗီဒီယိုမှာပြောသလိုပါပဲတဦးချင်းကြော်ပြတာတို့အီယာဘော်တွေကိုဆွေးပြီးတော့အလင်းခောက်တွေနဲ့ဟိုပြိုင်ဖက်ကစားသမားတွေကိုချင်းပြီးတော့ကစားတဲ့အနေထားတို့ကမှာတကီကိုအင်တိုင်းအားတိုင်းနဲ့ကစားသမားဖြစ်တဲ့အတွက် ယူနိုက်တက်အသင်းကိုရောက်လာရင်တော့တခြားကစားသမားတွေတည်းဆိုင်ဒီကစားသမားပူပြီးတော့တော့အမေကစုလုတ်ပြနိုင်ပြီလို့ကျွန်တော်ကတော့ယူဆတယ်ဒါကကျွန်တော်တယောက်ရဲ့အမြင်ပေါ့ဆိုတော့ကျွန်တော်တို့ပေးသင့်လာပေါ့ဗျာအဲဘူမိုကိုနှစ်သိန်းခွဲအထိစစောကပြောသလိုပါပဲကိုအသင်းကရောင်းထုတ်နိုင်တဲ့ကစားသမားတွေကိုအသင်းမှာမရှိမှဒီပလေယာကိုကျွန်တော်နှစ်သိန်းခွဲပေးနိုင်မှာမို့လို့ရှိရင်တော့ market rate ပို့တော့အခုလေတော်တော်တည်င်းကြားနေရတဲ့အနေအထားတစ်ခုမှဆိုရင်ဂျီဒေဆန်ဂျိုကိုချက်စီအသင်းက အပီးတဲ့မဝေတော့ဘူးဆိုပြီးတော့တီးရတယ်မက်ချစ်စတာနဲ့တဲ့အသင်းကိုရော်ချင်း၅သင်းနဲ့ပေးပြီးတော့အသင်းစီကိုရောက်လာနိုင်ခြင်းရှိတယ်လို့လည်းကျွန်တော်တတင်းတွေတချို့ယာထားတယ်ဆိုတော့စာသမားတို့တကယ်လို့ဂျေဒယ်ဆယ်ရှင်သာယူနေတဲ့အသင်းကိုရောက်လာခဲ့မယ်ဆိုရင်အေဘူမိုတို့ကိုမက်ချစ်စတာနဲ့တဲ့အသင်းကခေါ်ယူဖို့ကတော့မင်းမိတော့ဘူးရှိနေတယ်ကစားသမားဖြစ်သူကဘလောက်ပေးယူနေတဲ့အသင်းကိုပြောင်းရွှေ့ဖို့တရင်ဝင်ပြောဆိုမှုတွေရှိတော့နေ냐လဲ ကိုတင်ကဒီလိုမျိုးကစားသမားတွေအက်တိုနီဆက်တို့တို့ကစားသမားတွေကိုနောက်ယာတီမှာရှိခဲ့မယ်ဆိုရင်တော့ခေါ်ယူနိုင်ခြင်းရှိတဲ့ပလေယာကောင်းပလေယာတစ်တွေကိုကျွန်တော်ရမှာမဟုတ်ဘူးဆိုတော့ချင်းချင်းလေးပဲကိုတင်ကအခုပါတယ်တဲ့တိုက်စစ်ကစားသမားကိုညာကတသိန်း2000ကနေ3000ဒီပေးရှာဖို့ရှိနေတယ်ယူနိုက်တက်အင်းရဲ့ official ဖြစ်သွားပြီမကြမ်းရဲ့ယူရိုတိမှာဆိုရင်ကျွန်တော်တို့ယူနိုက်တက်အင်းရဲ့ပွဲတော်ကစားနိုင်ဖို့ရှိနေတယ်ဒါပေမဲ့လို့အဲဘူမိုကြပြေတော့ကျွန်တော်တို့တရင်ဝင်ပြောဆိုမှုနဲ့မရှိသေးဘူးအနေထားအရဆိုရင်တော့ ကိုတင်ကတော့ဗောဗျာမြန်မြန်ရောက်ရှောက်နိုင်ဖို့လို့ဒီပလေယာတွေကိုပြီးမှာပဲအဲဘူမိုကိုကျွန်တော်တို့အမေကန်စုခေါ်ယူဖို့အတွက်လှုပ်ဆောင်နိုင်ဖို့ရမှာဆိုတော့ညီကတို့ဘလို့မြင်ကြလေဗျာကျွန်တော်တို့ဒီအဲဘူမိုနဲ့ပတ်သက်ပြီးတော့ကတော့သူ့ရဲ့ရှည်စင်းပိုက် quality တွေကိုတော့ခဏထားလဲဦးနှသိန်းခွေးဒီပေးရမယ့်ပုံစံကဒီကစားသမားဖြစ်သူကိုကိုတင်မှာအမေကန်စုလှုပ်ဆောင်နိုင်ဖို့ဖြစ်မလားဆိုတာကျွန်တော်တို့ဒီတင်ဘက်ကဘလို့စီစဉ်လာမလို့ဆိုတာစောင့်ကြည့်ရမှာပေါ့ဗျာ ဘရေဖိုကနေမက်ရှာတာနဲ့တဲ့သူကိုပြောင်းလာခဲ့ပြီဆိုရင်ကစားသမားဖြစ်သူကလာစာတိုးမြေဖို့သူ့အနေနဲ့စင်တာရှိနေတယ်ဆိုပြီးတော့ဟိုတတိုင်းကနေပိုးလို့လာတဲ့အနေနဲ့တကူပေါ့ဆိုတော့ဒါနဲ့ပဲဆိုပြီးတော့ညီကတို့ဘလို့မြင်ကြလိမ့်ဗျာအဲဘူဘူကိုကျွန်တော်တို့မက်ဆာအနေနဲ့အတင်းကနေနှစ်သိန်းခွေးဒီပေးရှင်နိုင်ရရှိမလားတကယ်ပဲတယ်လားဆိုတာညီကတို့ရဲ့မြင်လေးတွေဆွေးနွေးပေးကြပါဦးနောက်ထပ်လေးကျွန်တော်တို့ကစားသမားတွေနဲ့ပတ်သက်ပြီးတော့ဘလို့အခြေအနေတွေထွက်ပေါ်လာမလဲ breaking news အနေနဲ့ official တွေဘလို့ထိကျွန်တော်တို့သိရမလဲဆိုတာ ဆောင်ကြည်နဲ့နောက်ထပ်ဗီဒီယိုမှာပြန်လေးကြောက်စာသမားတို့ရဲ့ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲကြည့်ရှုအားပေးတဲ့ညီကိုတူတူတယောက်ရှိတဲ့ကျေးဇူးများကြီးတင်ပါတယ်ကျွန်တော်တို့အားလုံးပဲကျေးဇူးများကြီးတင်ပါတယ်အားလုံးပဲโอเคပါ